စီကောင်စီကလီရင်သာမတုံးနိုင်တော့ဘူးဆိုတော့ဒီခုနဲ့တင်ကိုကျွန်တော်တို့၄၅ချောလာအတွင်းလုံးဝကြာသွားမှာပဲပြရမှာပြောမှာဆိုတော့ဒီအာဒီနယ်ဆိုရနဲ့ဘို့ဆိုရပေါ့နော်ဒီနယ်ဆိုရကတော့ politically အရမွေတော့မှဒီ culturally အရပေါ့နော်ကျွန်တော်တို့အနေနဲ့အများကြီးသူကူညီတာရှိတယ်လေ နိုင်သူပါဝင်ဒီစပီရှောင်းတွေလက်ခံပေးတယ်ဒါဟိုဒီကျမရေးဆိုင်ရာတာမွန်ပညာရေးပေါ့နော်ဆိုင်ရာဒီအမျိုးဒီလူသားချင်းစာနာထောက်ထားကူညီမှုဆိုင်ရာအဲ့လိုမျိုးတွေအများကြီးသူလက်ခံထားပေးတယ်ကူညီပံ့ပိုးထားပေးတဲ့ဘိုင်းတွေရှိတဲ့အတွက်ကြောင့်ဒါတစ်ပိုင်းပေါ့နော်ဒီ2025ဝန်းကျင်လောက်ဆိုတော့နည်းနည်းပါးပါစူးစမ်းမေးမြန်းတာလေးတွေရှိတယ်ပေါ့နော်အခုမနီပူကအမတ်တို့ဒီမီဆိုရမ်ကအမတ်တို့ပေါ့နော်ကပေါ်ချန်ဝက်နဲ့ပတ်သက်လို့ဟိုဟာဒီဟာတွေပြောတာဆိုတာရှိပါတယ် ီဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကသူတို့ရဲ့ပါဝင်ပတ်သက်မှုတွေကအဲ့လောက်ကြီးမမြန်ဆန်မှုမရေတည်မှုမပွင့်လင်းမှုပေါ့နော် ဘလို့ကြီးနဲ့ဆောင်ကြည့်ချင်နေသေးတဲ့သဘောမျိုးလို့ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့ဒီလောက်ထိတော့မှနိုင်ငံတကာရဲ့အကူအညီရဲ့လို့ဘာမှမမရှိဘဲနဲ့ရောက်လာတာပဲကျွန်တော်တို့ဒီမှာဥပမာဆိုဆို Mindat တို့ Complete တို့ဆိုကြည့်ပါနိုင်ငံတကာအဖွဲ့ CDC ကနေရတာတပြားမှမရှိပါဘူးဒီတွန်းဖွဲ့စည်းပြတဲ့ NGO ကလည်းတော့မှဘာမှလော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 ထောက်ပံ့ကူညီတာဘာမှမရှိခဲ့ဘူးကျွန်တော်ကိုတူးကိုချွန်းနေပေါ့နော်ရုံးကမင်မှာဒီထိရောက်လာတယ်ကျွန်တော်တို့ဒီကြားထဲမှာနိုင်ငံကြီးတွေကြားထဲမှာကြားညံ့မှသွားဖို့ပေါ့နော်နိုင်ငံကြီးတတိကြီးကြီးနဲ့ဆက်သွားဖို့အဲ့လိုမျိုးဓာတ်တွေကိုကျွန်တော်လက်တွေ့ကြားကြားချင်းကပြီးမှကျွန်တော်တို့ကတရုတ်မလို့ဒရိုင်းမုန်းလဲလို့မရဘူးအိန္ဒိယ မလို့ဒီမိုကရေစီနိုင်ငံဆိုပြီးမှပြည့်ဖက်ဖို့လည်းမဟုတ်ဘူးနိုင်ငံကြီးတွေကြားထဲမှာကြားညက်မှသွားဖို့ပြီးတော့မှအိန္ဒိယရဲ့ချင်းကပ်မှုမှာအားရတယ်မရတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့အနေနဲ့တော့ self sufficient ဖြစ်ဖို့ကိုကျွန်တော်တို့ကြိုးစားချင်တယ်အိန္ဒိယကိုလောလောဆယ်အားမရဘူးလည်းပြောလို့ရတာပေါ့နော်တဖက်ကကြတော့လည်းဘယ်ချင်းဘလိုမျိုးနေမှာအားရရမယ်လို့လည်းပြောရခက်ပြန်တယ်ဟိုကျွန်တော်တို့အနေနဲ့ YouTube ချင်းတွေ့မယ်ဆိုတော့အိန္ဒိယအနေနဲ့ကျွန်တော်တို့လေရင်ပြည့်လက်နဲ့တကုန်းလုံးလာပုံပေးလိုက်ပေါ့နော်လက်နဲ့ခဲရတဲ့အကုန်လုံးပေး ။ဆိုရင်တော့ကျွန်တော်တို့ရှင်းရှင်းပြောရရင် man pet data လာပြီးရင်ကိုစစ်ကောင်စီကလီရင်သားမတုံးနိုင်တော့ဘူးဆိုတော့ဒီခုနဲ့တင်ကိုကျွန်တော်တို့၄င်း၆လောက်အတွင်းလုံးဝကြာသွားမှာပဲ။ကျွန်တော်တို့ရဲ့ဒီနိုင်ငံရဲ့ဖွဲ့စည်းရေးအစားပေါ့နော်။တကယ်တော်နိုင်ရေးရဲ့အနှစ်သာရတွေပေါ့ဘယ်လောက်သစ်စာဆောင်တည်ကြမလဲ။ဘယ်လောက်မှန်ကန်တဲ့ စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဥတီတယ်လဲကျွန်တော်တို့ဘယ်လောက် serious ဖြစ်တယ်လဲကျွန်တော်ကျွန်တော်တို့ဘယ်လောက် committed ဖြစ်တယ်လဲဆိုတာတို့တစ်ဖက်ကလည်းကြံစောင့်ကြည့်ကြအောင်မထင်နဲ့အဲ့ဒီအတွက်ကြောင့်ပေါ့နော်ပြောချင်မှုပေါ့နော်ဟိုတစ်ဖက်ကလည်းဟိုတို့အနေနဲ့ဒူဝေးနေတာကိုလည်းနားလည်တဲ့သဘောမျိုးပါအဲ့လိုအထူးသဖြင့်တော့အိန္ဒိယလိုမျိုးပေါ့နော်တကယ်တကယ်ရေရှည်တီးတန့်ခိုင်မြဲတဲ့ဟိုနှစ်ဖက်လုံးကိုဟိုဘယ်တော့မှအရှောင်မပေးရမဲ့ principle တချို့ဒါပေမဲ့နှစ်ဖက်လုံးနဲ့ shorting လို့ရ principle တချို့ကိုရှင်းရှင်းလင်းလင်းနားနေထားဖို့ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကကျွန်တော်တို့အနေနဲ့ဒီနေမျိုးကိုကောင်းထိမ့်သိမ့်နိုင်ခြင်းမရှိဘူးမရသေးဘူးဆိုရင်တော့ဒီလိုမျိုးဘာတွေထွက်လာမှာမဟုတ်ဘူးအရှင်းဆုံးပြောရင်ကျွန်တော်တို့က territory နဲ့ people ပဲဒီဒီဒူရီနဲ့ဒီနေပေတွေကိုတကောင်းဟိုနေမျိုးစုံမှုရတယ်ဒီဒူရီနဲ့စီလုံးမှုထောက်ခံမှုရတယ်ဆိုတဲ့အပိုင်းမှာ ပေါ့နော်အဲ့ဒီမှာတကယ်ရည်ရှိပေါ့နော် consistent ဖြစ်လာတယ် long term ဖြစ်လာတယ်ဆိုရင်တော့ဥပမာဆိုဆိုအိန္ဒိယခုနောက်ပိုင်းနဲ့စကားပြောလာတယ်အိန္ဒိယနဲ့ချိတ်ဆက်လဲဆိုတော့ဘာကြောင့်လဲဆိုတော့ neutral error တွေရှိလာလို့ပဲခြေပြန့်လာလို့ပဲအဲ့ဒီအတွက်ကြောင့်ပဲသူတို့အရင်ကတည်းပိုစိတ်ဝင်စားလာတာတရုတ်ဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြည်တွင်းမှာပဲတကယ် solid ဖြစ်လာတယ် consolidate ဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်းကျွန်တော်အထင်တော့ဒီစစ်ပရင်နေပေါ့နော် warlords တွေဖြစ်နေတယ် ဖျူဖျက်ဖြစ်နေတာရှိနေတယ်ဟိုခပိုက်ဆောင်တက်ဖွဲ့နေဘူးဘာနဲ့ညာနေပေါ့နော်ဒါတွေကတော်လိုက်ရသူ့အလူလျောက်စစ်ထုတ်သွားမှာပဲတချင်းချင်းကြရင် chaos to order ပေါ့နော်ဖျူဖျက်ကနဲ့စနစ်ကျတဲ့ဘက်ကတပြေးပြန်သွားမှာပဲတော်လိုက်ရအဲ့လိုပဲသွားမှာပါအဲ့ဒီမှာပဲ order ကိုပြန်သွားတဲ့ချိန်မှာပဲစစ်ကုံစရာပြန်အကုန်လုံးပြန်ထင်းထင်းသားရင်စစ်ကုံစရာ order ကို dictate လုပ်သွားမှာပေါ့ဟိုတော်လိုက်အင်အားဆိုလို့နိုင်သွားရင်လည်းပဲနောက်တော့ကြရင် order ဘက်ကိုပြန်သွားမှာပဲကိုလိုဟိုတပူ ဘယ်လိုပြောမလဲပူတထောင်ပူတထောင်နိုင်ငံလို့ဖြစ်လို့ရမရဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ပြန်သွားပြည်နေနောက်ပိုင်းမှာအိန္ဒိယကိုလည်းဒီမိုကရေစီအင်အားစုဆိုပြီးမှတအားကြီးပေါ့နော်ဝမ်ပန်ဒတာအားကိုးစရာလည်းမဟုတ်ဘူးတရုတ်တီလည်းပဲဒါဘယ်လိုပြောမလဲဒီ community ပေါ့နော်ဒါအဲ့လိုမျိုးပေါ့အာနာရှင်ဆိုပြီးမှလည်းလုံးဝသူတစ်ဖြစ်ပေါ့နော်အနောက်မီဒီယာရဲ့ပုံဖော်မှုအတန်းကျွန်တော်တို့အမြင်ကပ်ဖို့မဟုတ်ဘူးနှစ်ဖွဲ့လုံးနဲ့ကောင်းကောင်းမွန်မွန်ချိတ်ဆက်ပြီးမှအလို့ဖြစ်နေတာလည်းအများကြီးရှိပါတယ်ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့နွားရှိထွန်ကျူးမဖြစ်အောင်ပေါ့နော်ပြောချင်တာကဟိုနိုင်ငံခြားနယ်ပဲကျွန်တော်တို့နိုင်ငံခြားနယ်ပဲအစိုးရလှမ်းလို့နေတာမျိုးနိုင်ငံခြားနယ်ပဲ Zoom meeting နဲ့ပဲနိုင်ငံကိုစီမံခန့်ခွဲနေတာမျိုးတော့မရဘူး data drop မှာတကယ် data ထိန်းချုပ်နေမြေတွေနဲ့အစိုးမျိုးမှုနဲ့တကယ် institution တွေတိဆောက်ပြီးမှဟိုဒီပြည်သူဝန်ဆောင်မှုတွေပေးရင်းနဲ့မှတဖြည်းဖြည်း on ground မှာပဲ consolidate ဖြစ်တဲ့အဖွဲ့အစည်းတွေနဲ့ပေါ့နော် ဟိုတဘောထားကြီးကြီးအမြင်ကျယ်ကျယ်နဲ့တရုတ်ကအိန္ဒိယကမြန်မာအကုန်လုံးဝင်းဝင်းဝင်းဖြစ်နေတဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်လို့ကျွန်တော်မြင်ပါတယ်။မလို့တော့စေတော့ကျွန်တော်တို့ကအခုချိန်အဲ့လိုမျိုးရှိပါလေဂရီပေးလေတို့ကယုံချင်မှယုံပါလေမင်းတို့ဟာတွေကကိုယ့်နေမျိုးတော့ကိုယ်ပြတ်မထင်းသေးနိုင်မွေးနဲ့ကိုယ့်မျိုးတော့ကိုယ်ပြတ်မရသေးပဲနဲ့ဆိုပြီးမှပဲမြင်ပါပဲ။ကျွန်တော်တွေလည်းအန်ယူဂျီအဲ့လိုလည်းမြင်ကြတယ်နဲ့တူပါတယ်။ဟိုဘယ်လိုပြောမလဲ truth ပေါ့နော်ကိုကိုတက်တည်ပြမယ်အပိုင်းအဲ့ဒီတက်တည်ပြမယ်အပိုင်းကိုပဲကျွန်တော်ဦးစားပေးပြီးမှာပေါ့နော် တကယ် worthy ဖြစ်ပြီးထိုက်တန်ပြီးတက်တည်ပြပြီးတက်တည်ထူပြီးပြီဆိုရင်တော့အဲအကုန်လုံးအားလုံးပေါ့နော်အပြန်အလှန်ကြိုးရှိတဲ့ဖက်ကိုကျွန်တော်တို့တွားကိုတွားရမယ်တွားကိုတွားနိုင်ရမယ်ပေါ့နော်